မြောင်များစွာတတ္တဝါတွေတတ်ပြီးတော့လူတွေအတွက်သေးနေကြရတယ်ဟုတ်ကဲ့အဲ့တော့တရိษံဥယျာဉ်တွေနဲ့ကြည့်မယ်ဆိုရင်တရိษံအမျိုးအစားကလည်းမရေမတွက်နိုင်အောင်များတယ်ပင်လေတဲကရေတတ္တဝါပဲကြည့်လိုက်အောင်အများကြီးတရိษံနေစားလူတွေကမွေးလို့ရှိရင်တလောကဈာနယ်တစ်ခုတည်းပါတယ်ခွန်နှစ်ပြူးမွေးတာရှိခွန်နှစ်ဘွား ဒါအများဆုံးပဲဖြစ်မှာနော်လူတွေမြင်ရတဲ့ခွေးတွေတို့ဆိုလို့ရှိရင် မကဘူးတိတဲ့ပိုးတွေငါးတွေဆိုကြည့်လိုက်ပဲဆိုရင်ငါးတစ်ကောင်ထဲမှာရှိတဲ့ငါးဥပေါင်းအမြောင်များစွာအဲ့တော့ဒါတွေနဲ့နှိုင်းရှင်ပြီးတော့ကြည့်လိုက်ပဲဆိုရင်မနုဿတ္တဘောဒုံလဘောဆိုတာမဟုတ်ပေဘူးလားဟုတ်ပါတယ်နော် တထောင်မှတယောက်လူဖြစ်ဖို့ခဲပါတယ်တထောင်မှတယောက်လူဖြစ်ဖို့ခဲနေတယ်။ဒါလောက်ခဲရင်လည်းလူပုံလူဘဝကြီးကိုကုသိုလ်ကောင်းမှုပြုပြီးတော့လာခြင်းလို့တော့မလာရဘူးဆိုလို့ရှိရင်တော့မကောင်းပါဘူးနော်။အေးမလာရဘူးဆိုပြီးတော့တားနေကြတယ်။ အဲ့လိုအတားခံရတဲ့ပုံကိုယ်တွေကလည်းအတိတ်ဘဝကပဏာတိပတ္တကံကြီးထွားတဲ့ပုံကိုယ်တွေပဏာတိပတ္တကံလုံးတဲ့ပုံကိုယ်တွေလို့ဒီလိုယူဆနိုင်တယ်ဟုတ်ကဲ့လူဘဝလာခြင်းလို့ ခေါင်းပြူလာတာတောင်မလာနဲ့ဆိုပြီးတော့အတားခံလဲတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်တရားဝင် ဥပဒေနဲ့ပဲအဘောရှင်လုပ်တယ်လို့ခေါ်ဥပဒေနဲ့ခွင့်ပြုထားဘောရှင်လုပ်တယ်ဆိုတော့ အေးလူလောကလူဦးရေတွေများတယ်ဆိုပြီးတော့လူတွေကိုဒါစီနေကြတဲ့လုံရက်တစ်ခုကတော့မှားရနေပေါ့ကဲခွန်ကြီးတို့တွေကတော့ကံကောင်းလို့လူဘဝရောက်လာကြပြီလူဘဝရောက်ဖို့ဆိုတာအလွန်မတရားမှခင်းနေဆရာဝန်တယောက်ကပြောဘူးတယ်ဒီခိုကျောင်းက ဒေါက်တာဝါလ်ပေါ်လာရာဟုလာဆိုတဲ့ဆရာတော်ကြီးရေးတဲ့ Hot the Buddha Talk ဆိုတဲ့စာအုပ်ရှိတယ်။ဘုရားမြတ်ဗုဒ္ဓရဲ့ဒေသနာလို့မြန်မာလိုလည်းပြန်ထားတာရှိတယ်။အဲ့ဒီ Hot Buddha Talk ထဲမှာလူသားတွေအကြောင်းမှရေးထားတာလူဘွားဟာအမတန်ရခဲ့တဲ့ဆိုတာရေးထားတယ်။ပမာမာတွေပြောကြတယ် ဓမ္မပြေကအတ္တစင်လူပြေကအတ္တစင်လူပြေကအတ္တစင်ထောင်ထားဓမ္မပြေကအတ္တစင်ချလိုက်အဲ့ဒီအပေါ်ကချလိုက်တဲ့အဖျားနဲ့လူပြေကထောင်ထားတဲ့အဖျားနှစ်ခုထိကောင်းထိလိမ့်မယ်လူပြေရောက်ဖို့ရအမတန်ခဲနေလို့ခဲနေတာတခုပြောပြခဲနေဆိုတာဖြစ်ကုန်လို့ဖြစ်နိုင်မှုလို့ဆိုနော် ။ယသောဗျာပေးတဲ့ဥပမာတော့လူဘဝဘလောက်ရာခဲ့တဲ့ဆိုတာဘယ်ပုဂ္ဂိုလ်တွေအတွက်ပြောတာတော့လို့ဆိုရင်အပင်လေးပုံရောက်သွားပြီးတဲ့တတ္တဝါတွေအတွက်လူဘုံကို ပြန်ဥလဲဖို့ဆိုတာအလွန်ခက်တယ်။အဲ့ဒါကိုဗာနဲ့ဥပမာပေးထားတော့ဆိုလက်ကန်းကြီးတစ်ကောင်ရဲ့ဥပမာ။လက်ကန်းကြီးတစ်ကောင်ရဲ့ဥပမာလည်းပဲကြည့်လက်ကန်းကြီးတစ်ကောင်ကပင်လယ်ထဲမှာကျဆန်းတယ်။ အနှစ်တရားကြာမှပင်လေရေမျက်နာပြင်ပေါ်မှာခေါင်းကလေးပြူကြည့်ပြီးအသက်ရှူတယ်။အနှစ်တရားလုံးလုံးပင်လေရေမျက်နာပေါ်မှာတက်မလာဘူးတဲ့။ပင်လေရေထဲမှာပဲရေနဲ့ပိုင်းထဲမှာပဲသူကလှဲ့လေကျက်စားပြီးတော့နေတဲ့လေကြီး။အဲ့ဒီလေကြီးကမျက်စိနှကွင်းအလင်းမရလို့ကန်းနေတဲ့လေမျိုးလေကန်းတဲ့ဟောက်ကအဲ့ဒီပင်လေပြင်ထဲမှာ ထံပိုးရုံကြီးတစ်ခုကအပေါက်ကလေးတစ်ခုပဲပေါက်ပါအဲ့ဒီပင်လဲဆိုတာကအမြဲတမ်းလှုပ်ရှား